ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တိဆက်ပေးသွားမယ့်သတင်းကတော့တောင်အာဖရိကမှာလူပြူ6,800လောက်ဟာ Trump ရဲ့ဖိတ်ခေါ်တဲ့အမေရိကမှာ refugee ခံယူပြီးပြောင်းရွှေ့နေထိုင်မဲ့အစီအစဉ်ကိုသဘောတူကြပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် သတင်းအဖြစ်ဆောင်ကတော့ Rider သတင်းဌာနကဧပြီလ6ရက်2025မှာထုတ်ပြန်သွားတာကတော့တောင်အာဖရိကမှာနေထိုင်ကြတဲ့လူပြူအာဖရိကနိုင်ငံသားအုပ်စုဟာနှစ်ပေါင်း30ကျော်တောင်အာဖရိကမှာလူမဲများရဲ့ခွဲခြားဆက်ဆံနှိပ်ကွပ်ခြင်းခံနေခဲ့ရပြီးသူတို့လူပြူတွေကိုတည်တတ်နေထိုင်ဖို့သတ်မှတ်ထားတဲ့ Orania ပြည်နယ်မှာစုဝေးပြီးအယောက်3000လောက်ပဲရှိတဲ့ပြည်နယ်လေးထဲမှာနေနေကြပြီးအဲ့ဒီပြည်နယ်မှာတော့တောင်အာဖရိက လူမဲတွေမရှိကြပဲ တတုထူဖို့ရေလုပ်ငန်းတွေမှာအစလူဖြူတွေပဲရှိကြပြီးအခုတော့သူတို့ဟာသူတို့ရဲ့ပြည်နယ်ကိုထရမ့်ကိုပေးအပ်ပြီးအမေရိကရဲ့50ခုမြောက်ပြည်နယ်အဖြစ်အတိမတ်ပြုရန်အကူအညီတောင်းခံလိုက်ပါတယ်။ပြီးခဲ့တဲ့ပတ်ကတော့ Orania ပြည်နယ်ကခေါင်းဆောင်တွေကအမေရိကကိုလာရောက်ခဲ့ကြပြီးသူတို့ရဲ့တောင်အာဖရိကမှာနေထိုင်တဲ့ Orania ပြည်နယ်ဟာကိုပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ပြည်နယ်ဖြစ်ပြီးလူဖြူတွေသာ တရားရခိုင်နှုန်းနေထိုင်နေကြပြီးသူတို့ဟာအခွန်ပေးဆောင်ကြပြီးစီးပွားရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ကြတာမို့အမေရိကရဲ့နောက်ထပ်ပြည်နယ်အသစ်အဖြစ်အတိအမှတ်ပြုခံရန်လာရောက်ဆွေးနွေးကြပါတယ်။အော်ရာနီးယားပြည်နယ်လွတ်မြောက်ရေးခေါင်းဆောင် Just Stadrome က writer သတင်းဌာနကို ပြောတာကတော့လူမဲတွေအစဉ်ဆက်အုပ်ချုပ်ပြီးသူတို့လူဖြူတွေရဲ့အတိုင်းဝိုင်းဟာအလွန်နှဲပါလာပြီးအရာရာမှာဘေးထွက် ခွဲခြားပြီးဆက်ဆံအနိုင်ကျင့်ခံရတာကြောင့် အမေရိကအနေနဲ့တောင်အာဖရိကမှာရှိတဲ့သူတို့ရဲ့ပြည်နယ်ကိုရယူပြီးတော့သူတို့ကိုကယ်တင်ဖို့လာရောက်ရတာဆွေးနွေးရတာဖြစ်ကြောင်းပြောသွားပါတယ်။ South Africa မှာရှိတဲ့ Cape Town က AP သတင်းဌာနရဲ့အဆိုအရတော့တောင်အာဖရိကမှာရှိတဲ့ American တန်ယုံတန်အမတ်တွေကပြောသွားတာကတော့ပြီးခဲ့တဲ့ Saturday April 3ရက်2025မှာသမ္မတ Trump ပြောသွားခဲ့ဘူးတဲ့လူမဲအုပ်ချုပ်ပြီးလူဖြူတွေအနိုင်ကျင့်ခံနေရတဲ့ တောင်အာဖရိကကိုကယ်တင်ရမယ်ဆိုတဲ့အတိုင်းတောင်အာဖရိကမှာလူပြူအာဖရိကန် လူမျိုးစုစုပေါင်း6,900ဟာအမေရိကမှာဒုက္ခသည်အဖြစ် refugee တွေအဖြစ်ရွှေ့ပြောင်းနေထိုင်လိုကြောင်းနာမည်စီးရင်များပေးဖို့ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။အဲ့ဒီစီးရင်ကိုတော့အမေရိကမှာအခြေစိုက်တဲ့တောင်အာဖရိကဂုဏ်သည်ကြီးများအသင်းကအမေရိကန်တန်ယုံကိုပေးပို့လိုက်တာဖြစ်ပြီးပြီးခဲ့တဲ့လကသမ္မတထရမ့်ကခွဲခြားဆက်ဆံခံရတဲ့လူပြူတောင်အာဖရိကန် နိုင်ငံသားများကို refugee ခံယူမလားဆိုတာကိုအပြေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။1994မှာ Nelson Mandela ဟာတောင်အာဖရိကမှာအမဲသမ္မတအဖြစ်ဖြစ်လာခဲ့ပြီးနောက်လူဖြူတွေနေထိုင်တဲ့ hacker ဧကပေါင်း8000လောက်ရှိတဲ့နေမြေဟာလူမဲတွေရဲ့ခွဲခြားသတ်မှတ်လိုက်ခြင်းခံခဲ့ရပြီးလူမဲအစွန်းရောက်တွေရဲ့နှိမ်ချနှိမ်ချခွဲခြားဆက်ဆံတာတွေကိုစေစုနှစ်3ခုတော့ခံနေခဲ့ရပါတယ်။ တမရထရမ်ဟာဖေဗူရီလ9ရက်2025မှာတောင်အာဖရိကကို အမေရိကကထောက်ပံ့နေတဲ့ငွေကြေးကူညီမှုတွေအကုန်ရပ်တန့်ပစ်ခဲ့ပါတယ်။အဲ့ဒါကတော့လူမဲအုပ်ချုပ်တဲ့နိုင်ငံကလူဖြူတွေအပေါ် ခွဲခြားနှိပ်ကိုဆက်ဆံနေတာတွေကြောင့်ဖြစ်တယ်လို့ AP သတင်းကပြောပါတယ်။တမရထရမ်ပြောလိုက်တဲ့လူဖြူအာဖရိကန်တွေဆိုတာကတော့မူရင်းကဒတ်တွေဟော်လန်နိုင်ငံကလူမျိုးတွေ French ပြည်သစ်နိုင်ငံကလူမျိုးတွေဖြစ်ပြီး တောင်အာဖရိကကို18ရာစုတုန်းကကိုလိုနီနိုင်ငံအဖြစ်အုပ်ချုပ်ခဲ့ကြပြီးခေတ်အဆက်ဆက်အခြေချနေထိုင်ခဲ့ကြပြီးမူရင်းနိုင်ငံသားတွေမဟုတ်ကြတော့ဘဲတောင်အာဖရိကလူမျိုး African White Africans တွေ ဖြစ်ကုန်ကြပါတယ်လူမျိုးပြောက်သွားတဲ့သဘောပါပဲအဲ့ဒါကြောင့်အဲ့ဒီလူမျိုးပြောက်နေတဲ့အာဖရိကတောင်အာဖရိကရဲ့ White Africans တွေကိုကယ်ဆယ်လိုတာကြောင့် American နိုင်ငံသားရဲ့ဝင်ကြီး မာကိုရူဘီယိုရဲ့အမေရိကန်လူမမှုကြီးကြပ်ရေးဝန်ကြီး ခရစ်စတီနိုဝမ်တို့ကနေပြီးတော့မတရားတဲ့လူမျိုးရေးခွဲခြားခံရတဲ့အတွက်အမေရိကမှာနိုင်ငံရေးဒုက္ခတဲ့ political asylum တို့မဟုတ် political refugee အဖြစ်ခိုးလုံရင် ကူညီမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။တောင်အာဖရိကမှာလူဦးရေစုစုပေါင်း62တန်းရှိပြီးတော့ white africans တွေဟာဆိုလို့ရှိရင်1.8တန်း ပဲရှိပြီးဂျန်နာရီဟာလူမဲတွေပဲဖြစ်ကြောင်းသိရပါဗါတယ်။တောင်အာဖရိကအစိုးရကတော့ထရန့်ပြောသလိုလူပြူအာဖရိကန်တွေရဲ့လေယာဉ်မြေတွေကိုသူတို့သိမ်းယူလို့ကြောင်းသိမ်းယူနေကြောင်းမရှိဟုညှင်းဆုံလိုက်ပါတယ်။သမရထရန့်ကနောက်တစ်ခုတောင်အာဖရိကအစိုးရကိုဝေဖန်တာကတော့အစ္စရေးဟာပါလက်စတိုင်းကိုလူမျိုးတုံးတတ်ဖြတ်နေပါတယ်လို့ပြောခဲ့တာကိုထောက်ပြခဲ့ပြီး South Africa ဟာ Palestine ကဟာမက်စ်တပုံအစွန်းထွက်တွေနဲ့ အီရန်အစိုးရကိုလည်းအားပေးကူညီနေမှုတွေပေါ့ပြင်းထန်စွာကန့်ကွက်ပြီးအမေရိကကိုစန့်ကျင်ပြီးလက်ရှိသမ္မတထရန့်ကိုလည်းစန့်ကျင်တဲ့အစိုးရဖြစ်ကြောင်းအင်ပြူတော်ကနေစာထုတ်ပြန်ထားပါတယ်။တောင်အာဖရိကကကုန်သွယ်မှုအသင်းဥက္ကဋ္ဌဖြစ်သူ Neil Diamond ပြောတဲ့စာရင်းမှာ White Africans တွေ6000 6000ရှိပြီးသူတို့ကအသက်25ကနေ45နှစ်ကြားမှာရှိကြပြီးမိသားစုတွေကလေးတွေနဲ့ဖြစ်ပါတယ်။ ထရမ်က85 Africans တွေနေတဲ့ပြည်နယ်က TV ဌာနကိုသူတို့တွေရဲ့ TV channel တစ်ခုပြုလုပ်ရန်လိုကြောင်းနေ့စဉ်လူနေမှုဘဝကိုအဲ့ဒီ TV မှာထုတ်လွှင့်သွားရန်လိုကြောင်းတောင်အာဖရိကအစိုးရအနေနဲ့အဲ့ဒီ channel ကိုအတိအမှတ်ပြုရန်လိုကြောင်းအဲ့ဒီနောက်ပိုင်းမှာတော့ white africans တွေ America ကို refugee အဖြစ်ရွှေ့ပြောင်းခြေချခွင့်ဆက်လက်ဆောင်ရွက်သွားမယ်လို့ Trump အစိုးရက ပြောသွားပါတယ်။ American နိုင်ငံသားရဲ့ဝန်ကြီး Rubio ကလည်း တောင်အာဖရိကတန်ယုံတာဝန်ခံကိုလည်းအမေရိကကနေလုံးဝလက်မခံတော့ကြောင်းလဲအတိပိအကြောင်းလားကြားလိုက်ပြီးဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်သတင်းကတော့ဒီတော့ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစ조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နေတက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye